စကောင်းဆောင်ဘိုးချုပ်မှုကြီးမင်းအောင်လိုင်းကအထူးတာဝန်နဲ့လုပ်ပိုင်권တွေပေးအပ်ထားတဲ့စစ်စင်ရေးအထူးအဖွဲ့ကစထရီရဲ့ဖွဲ့စည်းပုံကိုအခုစက်တင်ဘာလအတွင်းအပြောင်းလဲတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။နေပြည်တော်လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုအထူးတာဝန်ယူထားတဲ့အမတ်၆စစ်စင်ရေးအထူးအဖွဲ့ကစထ၆ကိုလုံးဝဖျက်သိမ်းလိုက်ပြီးဖြစ်တယ်လို့တက်တဲ့ရင်ရင့်မြစ်စီကသိရပါဗျ။ကစထ၃မှုကိုရတနာဘုံမဲဆန္ဒနယ်ကနေရွေးကောက်ပွဲဝင်ရွေးခံမယ်လို့တဲ့ရင်တွေလည်းထွက်နေတယ် ပြန်ကျဲနေတဲ့တပ်ဖွဲ့စည်းပုံတွေကိုပြန်စုစည်းပြီးလူမြင်ကောင်းအောင်လုပ်ချင်တဲ့သဘောလို့သူတို့ထဲမှာအတန်ထွက်နေတယ်လို့တက်သတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်ဖြတ်သိမ်းလိုက်တဲ့ကာဆာထချောင်းမှုဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကိုကာဆာထတဲ့အထူးဖွဲ့မှုနေရာကိုပြောင်းရွှေ့တာဝန်ပေးရခဲ့တာပါစီအရှိန်မြင့်နိုင်ဖို့အတွက်ကာဆာထ6ကို ဖြတ်သိမ်းပြီးတော့၎င်းရဲ့တာဝန်တွေကိုကာဆာထ9အောက်ကိုစူးစီးထည့်သွင်းလိုက်တာဖြစ်ပါတယ်ဖွဲ့စည်းပုံပြောင်းလဲလိုက်တာကြောင့်စစ်တိုင်းမှုတွေဟာ တမမှုအစင်လောက်သာလုတ်ပိုင်ခွင့်ရှိတော်မှာဖြစ်ပြီးကာဆထမှုတွေရဲ့လုတ်ပိုင်ခွင့်ကိုမြှင့်တင်ကစေကစားလာနိုင်ရည်ရှိတယ်လို့လည်းသုံးသပ်ထားပါတယ်။စစ်စင်ရဲ့အထူးဖွဲ့ကာဆထတစ်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရှိတဲ့ကချင်းစကိုင်းချင်းနဲ့ရောဒေတာတွေကိုစီမံခွင့်ရှိပြီးစစ်စင်ရဲ့အထူးဖွဲ့ကာဆထနှစ်မှာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပခ အရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရလခတရိကန်ဒေတာတိုင်းစစ်ဌာနချုပ်တတခရုရှိရာရှမ်းပြည်နယ်တပီနယ်လုံးနဲ့တရင်နီပါဝင်ပြည်နယ်တွေကိုတာဝန်ယူထားတယ်လို့သိရပါတယ်စစ်စင်အထူးဖွဲ့ကဆထ3မှာအနောက်တိုင်းစစ်ဌာနချုပ်နတ်တခအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခရုရှိတဲ့အေယာဝရီနဲ့ရခိုင်ပြည်နယ်တွေကိုစီမံခွင့်ရရှိမှာဖြစ်ပြီးစစ်စင်အထူးဖွဲ့ကဆထ4မှာလည်းပြောင်းလဲခြင်းမရှိဘဲ ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကိုစီမံခွင့်ရမှာဖြစ်ပါတယ်။စစ်စင်ရေးထူဖွဲ့ကစားထ9ကတော့နေပြည်တော်တိုင်းစစ်ဌာနချုပ်နာပတရန်ကုန်တိုင်းစစ်ဌာနချုပ်ရကတအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခတို့ရှိတဲ့နေပြည်တော်ရန်ကုန်မန္တလေးမကွေးနဲ့ပဲခူးတို့ကိုညွှန်ကြားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်စစ်အရေးအချိန်မြင့်ဖို့လိုရည်ရွယ်ပြီးစစ်စင်ရေးထူဖွဲ့တွေကိုအပြောင်းလဲလုပ်ခဲ့တယ်ဆိုပေမဲ့ အခုကာလအတွင်းစစ်ကောင်မရှင်ကအရာရှိအများစုကို အရက်ဖက်ကိုပြောင်းပြီးရွေးကောက်ပွဲကိုဝင်ရောက်ဆွတ်ဖွဲ့ခွင့်ပြုထားတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကစစ်သားတွေပေါင်းဝင်နန်းစီဒီယံဝန်ထမ်းတွေနဲ့အငိမ့်စားတွေကိုတတိယအကြိမ်ဖြစ်လဆင်ထောက်ပံ့ငွေကျပ်3000ထပ်မံပေးမယ်လို့မနေ့ကညပိုင်းမှာစစ်ကောင်မရှင်လောက်ရှိဖန်နာရေးနဲ့အခွန်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။အော်တိုဘာလကစတင်ပြီးတော့လာစာလောက်ခပင်စင်လာစာနဲ့တူ အပေါ်ထောက်ပံ့ကြေးကိုထုတ်ပေးနိုင်ရမယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။စစ်ကောင်မရှင်အစိုးရဌာနတွေနဲ့အဖွဲ့အစည်းတွေရှိ နေသားဝန်ထမ်းတွေအပါအဝင်နေသားလူသမားတွေရဲ့လုခကိုအလုတ်ချိန်၈နာရီအတွက်လက်ရှိလုခနှုံတာကျန်၄800ဖြစ်တာကြောင့်တတိယကျင်းထောက်ပံ့မှုဖြစ်ကျက်တထောင်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်နေသားဝန်ထမ်းတွေနဲ့အလုတ်သမားတွေက နေသားလုခကျက်၄800နဲ့ထောက်ပံ့ငွေ၃ချိန်စာ၃000ကျပ်နှုံနဲ့ စုစုပေါင်း9800ကျပ်ရရှိမှာဖြစ်ပါတယ်။အဆိုပါထောက်ပံ့ကြေးပေးရမှာနိုင်ငံသားပညာသင်ကြားကွင်းနဲ့တောင်းနေသူတွေလုပ်ငန်းစာချုပ်နဲ့အခကျင်းငွေရသူတွေနဲ့အချိန်ပိုင်းဝန်ထမ်းတွေပါဝင်မှာမဟုတ်ဘူးလို့သိရပါတယ်။မြန်မာနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖင်ရဲ့အိမ်မက်ဖြစ်တဲ့ခေတ်စ်ပိုလန်မကြီး BRI အစီအမံရဲ့အစိတ်ပိုင်းဖြစ်တဲ့အယုံမြန်မာ စီးပွားရေးစင်ကြံ CMEC စီမံကိန်းတွေကို အမြန်ဆုံးကောင်ထည့်ဖော်သွားမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကထပ်မံပြောဆိုလိုက်ပါတယ်။ရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေကပြန်လာစဉ်စစ်ကောင်းဆောင်ကစက်တင်ဘာလ29ရက်ကတရုတ်နိုင်ငံကိုမင်းလေးစိမ့်မှာကိတ္တနာပြီးတရုတ်ကွန်မြူနစ်ပါတီ UNP နဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ်အဲဒီကိစ္စအပါဝင် နေဆက်လုံခြုံရေးတွေကိုပါဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကတရုတ်ကွန်မြူနစ်ပါတီ UNP နဲ့အမြဲတမ်းကော်မတီအဖွဲ့ဝင် နိုင်ငံရေးနဲ့ဥပဒေရေးရာကော်မရှင်အတွင်ရေးမှူးမစ္စတာဟူတပန်နဲ့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ရှေ့တောင်အာရှကိုယ်စားလှယ်မစ္စတာတိတ်ရွှီကျင်းတို့ကို တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုခေတ္တနားမှုဟာစေကောင်းဆောင်နေနဲ့လေရင်စီဖြစ်နှုတ်ဆက်ပြောဆိုရာလို့ယူဆမိတယ်လို့နေဆက်လုံကြုံတည်ငြိမ်ရေး CMEC စီမံကိန်းနဲ့ငင်းချိုင်းလုပ်ငန်းစဉ်တွေပေါင်းဝင်ဆွေးနွေးတာကြောင့်ရွေးကောက်ပွဲလွန်ကိစ္စရပ်တွေရှိလာနိုင်တယ်လို့နိုင်ငံရေးအကြက်ခတ်တူကသုံးသပ်ပါတယ်။ ဆိုလိုတာက post election မှာလည်းတရုတ်ကပတ်သက်မယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်ရှိမယ် CMEC မှာစီမံကိန်းတွေသဘောတူထားတာအများကြီး AOR မြို့ဝကျုံးမော်ကမ်းပတ်လန်းစက်မှုဆောင်ကနေရန်ကုန်မြို့တက်တီပါတယ်လို့၎င်းက AOR Times ကိုပြောပါတယ်စကောင်းဆောင်တဲ့တရုတ် Community Party UNP နဲ့အမြဲတမ်းကော်မတီအဖွဲ့ဝင်နိုင်ငံရေးနဲ့ဥပဒေရေးကော်မရှင်အတွင်မူ Mr. Hu Tepan လို့တွေ့ဆုံရမှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ အရှိတောင်အာရှကိုယ်စားလှယ်မစ္စတာတိတ်ရွှင်ကျွန်းလဲပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံမှုတွင်နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေဂျင်စီနယ်စပ်ပြတ်ကျော်မှုကင်းနှိမ်နည်းရေးတို့ပူးပေါင်းသွားဖို့ CMEC စီမံကိန်းတွေသဘောတူညီချက်တွေကိုအမြန်ဆုံးကောင်ထည့်ဖို့ဆောင်ရွက်သွားဖို့နဲ့မြန်မာယူနန်ကြားကုန်သွယ်မှုမြင့်တင်ရေးစတာတွေကိုဆွေးနွေးခဲ့ပါတယ်။အလားတူစစ်ကောင်မရှင်ပြောင်းခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကလည်းကိုမင်းမမစ္စတာဟူဒီဖန်ပီးရင် ခမရတို့ကျွန်တော်တို့နဲ့ရင်းနှီးနေကြတဲ့မစ္စတာတိန့်ရွှီကျွန်းနဲ့တွေ့ဆုံတယ်။အဲ့ဒီမှာအဆက်40ဆွေးနွေးခဲ့တယ်လို့၎င်းတို့ရဲ့ဝါရဖြန့်မီဒီယာတွေကိုပြောဆိုထားပါတယ်။ဒါအပြင် CMEC စီမံကိန်းတွေအမြန်အောင်ထဲပေါ်ဆောင်ရွက်သွားဖို့နောက်ဦးနှစ်ဖက်ထပ်လောင်းအတည်ပြုခဲ့တယ်လို့မြမငင်းချိုင်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးလဲတရုတ်နိုင်ငံအနေနဲ့ဆက်လက်ထောက်ခံသွားဖို့ရှိနေတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနျူကလ িয়ার အစီအစဉ်ကိုဘရောမဆွန့်လွတ်မှာမဟုတ်ဘူးလို့အကြီးအကဲမြောက်ကိုရီးယားတန်တမန်တူကပြောကြားလိုက်ပါတယ်။တနင်္လာနေ့ကကုလသမဂ္ဂထွေထွေညီလာခံမှာမိန့်ခွန်းပြောကြားချိန်မှာမြောက်ကိုရီးယားဒုတိယနိုင်ငံရဲ့ဝန်ကြီးကင်ဆွန်ဂျန်ကမြောက်ကိုရီးယားနိုင်ငံရဲ့ယက်တီချက်ကိုပြောကြားခဲ့တာပါ။အမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့ပူးရဲစေလေ့ကျင့်မှုတွေဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ဒုံးကျည်ချိန်ချမှုတွေကိုလက်တုံ့ပြန်ဖို့ပုံစံတူလေ့ကျင့်နေတာလို့သူကဆိုပါတယ် မြောက်ကိုရီးယားကိုနျူကလ িয়ার နဲ့တိုက်ခိုက်နိုင်တဲ့နည်းလမ်းတွေအစမ်းလေ့ကျင့်တဲ့အဆိုပါသုံးနိုင်ငံကို၎င်းကဝေဖန်ခဲ့ပြီးစီးရီးလေ့ကျင့်မှုတွေကကိုရီးယားကျွန်းဆွယ်မှာတင်းမာမှုတွေမြင့်တက်စေတယ်လို့ပြောပါရယ်။အမေရိကန်နဲ့မဟာမိတ်တွေရဲ့ကျူးကျော်တိုက်ခိုက်ဖို့ချိန်ချောင်းမှုကိုတံပြန်နိုင်မှုကြောင့်ကိုရီးယားကျွန်းဆွယ်မှာအင်အားချိန်ခွင်ရှာနည်းမြသွားပါတယ်လို့ကင်ဆွန်ကြောင်ကပြောပါရယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းမှုမြောက်ကိုရီးယားကိုဖိအားပေးတာက အချို့ချာအာနာနဲ့တီရှိခွင့်ကိုအညံ့ခံဖို့တောင်းဆိုတဲ့သဘောတန်ရောက်တယ်လို့သကောင်းကဆိုပါတယ်။ဒီလအစောပိုင်းမှာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာပျုံယန်မြို့မှာကျင်းပတဲ့ပြည်သူညီလာခံစည်းဝေးမှာမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံကမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ဖျက်သိမ်းမှုတိုက်တွန်းတာဆွန့်လုပ်ပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့ဆုံးဖြတ်ပါကအမေရိကန်နိုင်ငံနဲ့ဆွေးနွေးမယ်လို့သကောင်းကပြောပါတယ်။ ဖိလပိုင်နိုင်ငံရှိကျွန်းပြည်နယ်တစ်ခုဖြစ်တဲ့စီဘူးမှာအင်အားပြင်းမြင်ကလင်တစ်ခုလှုပ်ခတ်ခဲ့လို့လူ26ဦးထပ်မံတေဆုံးခဲ့ပြီး148ဦးဒဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေက ပြောပါတယ်။ဖိလပိုင်နိုင်ငံအလဲပိုင်းမှာတည်ရှိတဲ့စီဘူးကမ်းလွန်မှာအင်္ဂါနေ့ည10နာရီဝန်းကျင်မှာမြင်ကလင်လှုပ်ခတ်ခဲ့တာပါ။အဆိုပါမြင်ကလင်ဟာမြေအနက်10ကီလိုမီတာကိုဗဟိုပြုပြီးပြင်းအား6.6ရှိတယ်လို့အမေရိကန်မြင်ကလင်တိုင်းတာရေးဌာနကပြောပါတယ်။ ရင်းကလင်းလှုပ်ခတ်မှုကြောင့်ဆူနာမီချိမ့်ချမှုမရှိဘူးလို့အမေရိကန်သမုဒ္ဒရာနယ်လေထုလွာစီမံခန့်ခွဲရေးဌာနကပြောပါရယ်အဆောက်အုံတွေကပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းနေပုံကိုစီဘူးမြို့မှာရိုက်ကူးထားတဲ့ရုပ်သံဖိုင်တွေကပေါ်ပြပါရယ်ဓာတ်ပုံတွေထဲမှာပြိုကျနေတဲ့ခရီးရန်ဖျားကြောင်အဆောက်အုံတလုံးကိုလည်းမြင်တွေ့နိုင်ပါရယ်စီဘူးမြို့ဟာဂျပန်ပါဝင်နိုင်ငံများစွာကခီးတွားတွေကိုဆွဲဆောင်တဲ့နာမည်ကျော်ခီးတွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါရယ် နောက်ဆက်တွဲမြင်းကလေးငယ်တွေလှုပ်ခတ်နိုင်လာကြောင်းစီဘူးမြို့ရှိဂျပန်ကောင်စီဝင်ရုံးကပြည်သူတွေကိုတိုက်တွန်းထားပါတယ်